အကောင့်တွေကိုက်မာတော့မစိုးရိမ်နေမိပါရင်းကြောင့်ဇီးပင်အောင်မှမညာမတာဆွန်ပြစ်ခံခဲ့ရတဲ့နလသားကလေးပြိသက်များရှင်တိုးတက်ခမီလာလာနဲ့မြကလေးဆွန်ပြစ်နှုံတွေကလည်းဒီရင်နဲ့အလားတူးများလာခဲ့တာဖြစ်ပါတယ်လူနှစ်ဦးရဲ့မစင်မကျင်းမှားမှုတွေကြောင့်ပဲကလေးငယ်တွေကအလွယ်တကူကိုဆွန်ပြစ်ခံနေရတာပါတချို့ကလည်းအသက်ငယ်ငယ်နဲ့အိမ်အောင်ကြကခင်မွန်ကတာဝန်မယုံလို့ဆွန်ပြစ်ခံရသလိုအိမ်အောင်မကြဘဲမားမိတဲ့အတွက်ကြောင့်ကလေးကိုလူမသိသူမသိမွေးကဆွန်ပြစ်ကြပါတယ်ပြီးခဲ့တဲ့ရက်မှလည်းဇီးပင်အိုကြီးအောင်မှကလေးတယောက်ကိုဖာလီ ထက်ကပြီးစလွယ်နဲ့ဆုံးဖြတ်ခဲ့ပါတယ်အဆိုပါစီးပင်အောက်ကလူအသွားလာလဲနေတယ်လို့လမ်းပီးခွေးရီစုပြုံကရှိနေတဲ့တဲ့နေရာဆိုရင်လည်းမမှားပါဘူးခွေးလေးတွေအနေနဲ့ကလည်းလူရဲလို့အသိဉာဏ်ရှိမှမဟုတ်တဲ့အတွက်အခက်မသိရင်ကိုက်ပြစ်နိုင်တဲ့အနေအထားမျိုးဖြစ်ပါတယ် တားအပြင်ကလေးလေးကနှစ်လသားအရွယ်သာရှိသေးတာဖြစ်ပါတယ်။ကလေးကငိုလဲမငိုတတ်သလိုစွန့်ပစ်ခံထားတဲ့အချိန်မှလည်းငိုနေတာမျိုးမရှိပါဘူး။ဒါကြောင့်မလို့ပတ်ဝန်းကျင်ကလူတွေကလည်းကလေးစွန့်ပစ်ထားတာကိုမသိကြပါဘူး။ကလေးကန်ကြောင့်သာလမ်းပီးဖြတ်သွားတဲ့လူတစ်ယောက်ကမြင်ပြီးရက်ွက်ကိုအကြောင်းကြားပေးလာခဲ့ပါတယ်။ရက်ွက်ကလူကြီးတွေလာကြည့်တဲ့အချိန်မှာကလေးလေးကဖြူဖြူပုတ်ပုတ်နဲ့ချစ်စရာကောင်းတဲ့ကလေးလေးတစ်ယောက်ဖြစ်နေတာပါ။ပတ်ဝန်းကျင်ကလည်းကလေးလေးကိုမွေးစားခြင်းနဲ့သူမရှိတဲ့အတွက်ခံရင်းဝင်ကိုသာအကြောင်းကြားခဲ့ပါတယ်။ ကလေးကိုလာဆုံးဖြစ်သွားတဲ့နေရာကခိုင်နင်းဝင်ကိဟာနဲ့ဘေးချင်းကန့်ရဲရက်ွက်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့ခိုင်နှင်းဝင်ကလည်းချက်ချင်းဆိုသလိုလာရောက်ကကလေးကိုလာကြည့်ခဲ့ပါတယ်။နှစ်လအရွယ်ကလေးလေးကိုစွန့်ပစ်တဲ့အချိန်မှာစာလေးတစ်စောင်မှထည့်ခဲ့တာပါ တို့အနေနဲ့ကလေးကိုခေါ်ယူမွေးထားဖို့အဆင်မပြေတဲ့အတွက်မသက်သာလို့ဆုံးပြစ်လိုက်ရတာဆိုပြီးရေးသားထားပါတယ်။အချင်းအင်းဒီတစ်ခုကြောင့်သာဒီလိုမျိုးလုပ်ရတာပါ။တမီးလေးနဲ့ဘလုံးမှမခွဲချင်ပါဘူး။တမီးလေးကိုအရန်ချစ်တယ်ဆိုပြီးရေးသားထားပါတယ်။မိခင်ဖြစ်သူကတမီးလေးရဲ့မွေးနေ့အတိအကျကိုလည်းရေးသားပေးထားခဲ့ပါတယ်။တမီးလေးက15ရက်နေ့တလပိုင်းမှာမွေးတာမို့နှစ်လသားအရွယ်သားရှိသေးတာပါ။ဒါအပြင်မိခင်ဖြစ်သူက သူတို့သာအဆင်ပြေတဲ့အခြေအနေကိုရောက်ပြီးဆိုရင်တမီးလေးကိုလာခေါ်ပြရစီဆိုပြီးလဲခွင့်တောင်းခဲ့ပါတယ်။ခိုင်နှင်းဝင်ကတော့သူ့ခေဟာနဲ့အနီးနားလေးမှာဖြစ်တဲ့အတွက်ကလေးကိုခေဟာမှာတီချလာပြီးတင်တယ်လို့ပြောခဲ့ပါတယ်။အခုလို့ဇီးပင်အောင်မှာကလေးကိုဆွန့်ပစ်ခဲ့တာကအန်ဒီရင်များတဲ့အတွက်ခိုင်နှင်းဝင်ကသဘောမကျဖြစ်နေတာပေါ့ ဒါပေမဲ့လည်းမိခင်နီနဲ့လူတိမခံကြလို့အခုလုံလုံတယ်လို့သာယူဆပြီးခိုင်နင်းဝင်ကကလေးကိုခေါ်ယူဆောင်ရှောက်သွားမှာဖြစ်ပါတယ်။ခိုင်နင်းဝင်ကတော့သူ့စီမှာကလေးတွေဘလောက်ပဲများများကလေးတယောက်ကုလို့ဒုက္ခရောက်လာပြီးဆိုရင်မျက်နာလွှဲပြစ်ခင်မနိုင်ပါဘူး။သူရဲ့ခင်ဟာမှာခေါ်ထားကတေချာပြုစုဆောင်ရှောက်ဖို့သာဆုံးဖြတ်ခဲ့တာပါ။ ဒါအပြင်ပြီးခဲ့တဲ့နှစ်ကခန်းနင်းဝင်ခေါ်ပေးထားခဲ့တယ်။ညငက်မာလီရဲ့သားလေးဆိုရင်လည်းအခုချိန်မှာရောဂါတွေအရှင်းပြောက်ကလူကြောလေးဖြစ်လို့နေပါပြီ။ခန်းနင်းဝင်လက်ထက်ရောက်ရင်ကလေးတွေကတောက်ပြောင်သွားတာကြောင့်ဘဝတည်တစ်ခုကိုရရှိသွားကြပါရယ်။ဒါအိမ်မဲ့လည်းအခုလိုကလေးတွေကောင်းစားတာကိုတချို့မိဘတွေရဲ့အမြင်မှာကောက်ချက်ချမှားနေကြတာမျိုးကြီးလည်းရှိပါရယ်။ တချို့မိဘတွေကကလေးကိုလှုပ်ကျွေးနိုင်တဲ့အရေးချမ်းလည်းရှိပါလျက်နဲ့ခိုင်နှင်းဝင်စီမှာကလေးကိုထားကပို့ပြီးတော့ကောင်းစားတယ်လို့ခံယူကကလေးတွေကိုစွန့်ပစ်နေတာပါစွန့်ပစ်ခံရတဲ့နှလားသားရွယ်သမီးလေးပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးများတင်ပါတယ်နောက်ထပ်လေးအမှုပညာဆိုင်ရာအကြောင်းအရာတွေကိုရွေးချယ်တင်ဆက်ပေးတော့မှာဖြစ်လို့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပေးပါအောင်ရှင်